မ္မနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အတွေ့အကြုံကနေကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါ။ဒီကနေ့မေလ23ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့စာတင်ကြောင်းကိုဘုံကျဲတိုက်ခတ်ရန်အမိန့်ပေးသူကာယကံမြောက်ကျူးလွန်သူနဲ့ပူပေါင်းပါဝင်သူအားလုံးကိုပြင်းထန်စွာအပြစ်ပေးအရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်သွားမယ်လို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့သတင်းပြည်သူ့ကာကွယ်ရေးတပ်မတော်က၄နှစ်တာအတွင်းမှာတိုက်စွမ်းရည်ပြေဝပြီးတော့အရေးအတွက်ပိုင်းမှသာမကပဲအရေးချင်းပိုင်းမှာပါခိုင်မာကြစ်လစ်နေပြီလို့ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူအတည်ပြုတဲ့သတင်းအိုထိန်ထိန်ကျေးရွာစာတင်ကျောင်းကိုအကျန်းဖတ်စစ်ကောင်စီကလေကျောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အပေါ်ဂရင်းနီပြည်အတိုင်းမင်္ဂန်ကောင်စီကပြင်းထန်စွာရှုံချလိုက်တဲ့တဲ့တင် ဘကိုးရိုးမှအဆက်စမ်းပုတ်ရွာမှအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို PDF တွေကတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားတွေထွက်ပြေးသွားလို့စခန်းကိုမီးရှို့ဖျက်ဆီးလိုက်တဲ့တဲ့တင်ချောင်းဦးမြို့နယ်မှန်ချိုကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပေါင်200ဘုံးနဲ့ကျဲချတိုက်ခိုက်လို့ပြည်သူ2ဦးသေဆုံးပြီး9ဦးဒဏ်ရာရတဲ့တဲ့တင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့တင်တွေပဲဖြစ်ပါတယ် စာတင်ကြောင်းကိုဘုံကျဲတိုက်ခတ်ရန်အမိန်ပေးသူကာယကံမြောက်ကျူးလွန်သူနဲ့ပူပေါင်းပါဝင်သူအားလုံးကိုပြင်းထန်စွာအပြစ်ပေးအရေးယူနိုင်ရေးစုံစမ်းရှာဖွေဖော်ထုတ်သွားမယ်လို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပရေးမြို့နယ်အိုထိန်တွင်ကျေးရွာစာတင်ကြောင်းကိုဘုံကျဲတိုက်ခတ်ရန်အမိန်ပေးသူကာယကံမြောက်ကျူးလွန်သူနဲ့ပူပေါင်းပါဝင်သူအားလုံးကိုပြင်းထန်စွာအပြစ်ပေးအရေးယူနိုင်ရေးစုံစမ်းရှာဖွေဖော်ထုတ်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနက မေလ12ရက်နေ့ညမှာထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ချက်ထဲမှာမေလ12ရက်နေ့နနက်10:00နာရီအချိန်ခန့်မှာစကိုင်းတိုင်းတပရင်းမြို့နယ်အိုထိန်တွင်ကျေးရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်အုပ်စုကလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ရာဆရာမ2ဦးကလေးသူငယ်20ဦးပွဲချင်းပြီးတိတ်ဆုံးကထိခိုက်ဒဏ်ရာရရှိသူ40ဦးကျော်ရှိကြောင်းကနအူးသတင်းများအရသိရှိရတယ်လို့ဖော်ပြထားပါတယ်။အပြစ်မဲ့တဲ့ကလေးသူငယ်ကြောင်းသားကြောင်းသူများဆရာဆရာမများကိုလေကြောင်းမှတိုက်ခတ်ရန်အမိန်ပေးသူများပြစ်မှုကိုကာယကံမြောက်ကျူးလွန်သူများ ပူပေါင်းပါဝင်သူများအားလုံးကိုထိုက်ထိုက်တန်တန်အေးအယူအပြစ်ပေးသွားမှာဖြစ်တယ်ဆိုတာနဲ့မြည်သည့်အကြောင်းအကြောင်းကြောင့်မှပြစ်ဒဏ်ကင်းလို့ခွင့်မရှိစေရေးကဘာကြည်တော်လဲဥရန်ကြည်မှာမဟုတ်ဘဲပြင်းထန်စွာအပြစ်ပေးအေးအယူနိုင်ရေးစုံစမ်းရှာဖွေဖော်ထုတ်သွားမယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့လည်းထိရောက်အကျိုးရှိတဲ့တားဆီးအေးအယူမှုများကိုဆောင်ရွက်ပြီးကလေးငယ်များအတွက်လုံခြုံစွာပညာသင်ယူခွင့်နဲ့ဘေးကင်းလုံခြုံသောကျောင်းများပေါ်ပေါက်လာရေးအားဖြည့်ပံ့ပိုးနိုင်ရန်အတွက် တာဝန်ရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ပညာရေးဝန်ကြီးဌာနအနေနဲ့မြန်မာနိုင်ငံမှာဆက်အနာရှင်စနစ်အပြီးတိုင်ခြုံငင်းပြီး Federal Democracy ပြည်ထောင်စုကြီးပေါ်ထွန်းတဲ့အထိတိုင်းရင်းသားပြည်သူတရက်လုံးနဲ့လက်တွဲပြီးဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ပြည်သူ့ကာကွယ်ရေးတပ်မတော်က၄နှစ်တာအတွင်းမှာတိုက်စွမ်းရွေပြေဝပြီးတော့အရေးအတွက်ပိုင်းမှာသာမကပဲရေချင်းပိုင်းမှာပါခိုင်မာကျစ်လစ်နေပြီလို့ ဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူအတည်ပြုတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ဒီဒုက္ခွယ်ရေးတက်မတော်က၄နှစ်တာကာလအတွင်းမှာတိုက်ဆွမ်းရေးပြေဝပြီးတော့အရေးအတွက်ဘိုင်းမာတာမကပဲအရေးချင်းဘိုင်းမာပါခိုင်မာကြစ်လစ်နေပြီလို့အမျိုးသားညီညွတ်အစိုးရပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကအသိပေးပြောကြားလိုက်ပါတယ်။ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်း press briefing အစီအစဉ်တစ်ဆယ်မြင်းဆောင်2025ခုဒီကနေ့မှာထုတ်လွှင့်ခဲ့ရာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။စာတင်ဖွဲ့သည့်တီထောင်ရင်ကဆလို့ လင်းနေတာကာလအတွင်းမှာပြည်သူကာကွယ်ရေးတပ်မတော်ဟာအမိတ်နာခံမှုကောင်းတဲ့ကျင့်ဝတ်လိုက်နာမှုကောင်းတဲ့တိုက်စွမ်းရည်ပြေဝတဲ့တပ်မတော်တရက်အဖြစ်အချိန်တို့အတွင်းရောက်ရှိခဲ့ပြီဖြစ်ပါတယ်။အရေးအတွက်ပိုင်းတာမကပဲအရေးချင်းပိုင်းမှာပါခိုင်မာကြစ်လက်တဲ့တပ်မတော်တခုဖြစ်လာနေပြီဖြစ်ပါတယ်။၂025ခုနှစ်ဇန်နဝါရီလ၄ရက်နေ့လွတ်လပ်ရေးနေ့မှာကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့စီရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေအစီရင်ခံစာထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုင်းရင်းတပ်ဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွေဟာမာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များရဲ့နေမြေတွေလွတ်မြောက်ရေးအတွက်လည်းပြည်내ခုနှစ်ခုစလုံးမှာပူးပေါင်းတိုက်ပွဲဝင်လျက်ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။လက်ရှိဆင်နွှဲနေတဲ့ပြည်သူ့နေဦးတော်လှန်ရေးဟာတောတောင်တွေမြေချောင်းတွေကိုကျော်ဖြတ်ပြီး ရေပြတ်ဒေတာကိုရောက်ရှိလာပြီလို့ကြွေးကြော်နိုင်သည့်အထိအောင်မြင်ခဲ့တဲ့ခြေလှမ်းတွေတိုင်းမှာ PDF တွေရဲ့အသက်သွေးချွေးတွေများစွာပါဝင်နေတာဖြစ်ပါတယ်။ဒီတော်လိုင်းကာလတစ်လျှောက်မှာအသက်ခံတာကိုလက်အင်္ကာတွေယင်းဤပေးဆက်ခဲ့ကြရတဲ့ PDF တွေအားလုံးနဲ့တော်လိုင်းတက်ဖွဲ့ဝင်တွေအားလုံးကိုဒီနေရာကနေဥညွတ်ကာရဝပြုပါတယ်။ အကြံဖတ်စစ်ကောင်စီကနျူကလ িয়ার စွမ်းအင်သုံးဓာတ်အားပေးစက်ရုံကိုအချို့သောနိုင်ငံတွေနဲ့ချိတ်ဆက်ပြီးလုပ်ငန်းစာချုပ်တွေချုပ်ဆိုလုပ်ကင်နေတာကတိုင်းပြည်ကိုအမျှော်မြင်ကင်းမဲ့စွာအသုံးချနေတာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါဗျ။နျူကလ িয়ার စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတိစောက်မှာကမြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူထုတာမကပဲဒေသရင်းနိုင်ငံများနဲ့ပြည်သူတွေရဲ့လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုထိပါလာနိုင်တဲ့အခြေအနေဖြစ်တာကြောင့်မြန်မာလူမှုနဲ့အတူတော်လိုင်းရင်အားစုတွေနဲ့အတူရပ်တည်ပြီးအထူးအလေးထားတုံ့ပြန်ဆောင်ရွက်ဖို့အတွက်လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ဒီတော်လိုင်းရင်ကာလတလျှောက်အကြံဖတ်စေအုပ်စုကကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေကြောင့်အသက်အိုးအိမ်စီးစိမ်တွေပျက်စီးဆုံးရှုံးခဲ့ကြရတဲ့ပြည်သူတဦးတယောက်ချင်းစီတိုင်းနဲ့ကြာဆုံးခဲ့ကြသောတော်လိုင်းရင်တပ်ဖွဲ့ဝင်များအားလုံးအတွက်တရားမျှတမှုတစ်ခုကိုပြန်လည်ရယူနိုင်ဖို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့တာဝန်ဖြစ်တယ်လို့ကျွန်တော်တို့ခံယူထားပါတယ်လို့ဥနေဖုံးလက်ကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့မဟာဗျူဟာဥတီချက်6ချက်ထဲမှာပရိပခအတွင်လိန်နဲ့ကြားမအပေါ်အခြေခံသောအကြမ်းဖက်မှုများအပါအဝင်မတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရရှိရေးနဲ့အသွင်ကူးပြောင်းရေးကာလတရားမျှတမှုရရှိရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်ရန်ဆိုတဲ့အချက်ကိုထည့်သွင်းထားပါတယ်။ ိုထိန်တွင်ကျွာစာတင်ကြောင်းကိုအကြံဖတ်စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အပေါ်ဂရင်းနီပြည်အတိုင်းမကန်ကောင်စီကပြင်းထန်စွာရှုံချလိုက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။တပရင်းမြို့နယ်အိုထိန်တွင်ကျွာစာတင်ကြောင်းကိုအကြံဖတ်စစ်ကောင်စီကမေလ12ရက်နေ့မှလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အပေါ်ဂရင်းနီပြည်အတိုင်းမကန်ကောင်စီ KLCC ကပြင်းထန်စွာရှုံချလိုက်တယ်လို့မနေ့ကညမှထုတ်ပြန်လိုက်ပါတယ်။ចောင်းသားများပညာတင်ကြားနေသောစာတင်ကြောင်းများအား ခုကဲ့သို့ရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်မှုများကိုကရင်းနီပြည်အတိုင်းအမြံကောင်စီမှပြင်းထန်စွာရှုံချလိုက်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်လေရင်လက်နက်ကြီးတွေနဲ့စစ်ရာဇဝဲမှုတွေကျူးလွန်နေတဲ့အကြမ်းဖက်စစ်ကောင်စီကိုနိုင်ငံတကာအနေနဲ့ဝိုင်းဝန်းတားဆီးပေးဖို့ရာဇဝဲမှုကျူးလွန်စေတဲ့အထောက်အပံ့တွေးဆဆွေးနွေးမှုအားပေးမှုအကာအကွယ်ပေးမှုများကိုမလုပ်ကြဖို့အတွက်လည်းတိုက်တွန်းထားပါတယ်။အပြစ်မဲ့စွာပညာသင်ကြားနေတဲ့စာသင်ကျောင်းများတိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဆေးရုံစေကံဘာသာရေးအဆောက်အုံစစ်ဆောင်စခန်းများကိုအကြံဖတ်စစ်ကောင်စီကလက်နက်ကြီးလေကြောင်းမှပစ်ခတ်တာဘုံကျဲကအကြံဖတ်မှုတွေကိုလှုပ်ဆောင်နေတယ်လို့ဆိုပါရယ်အာနာသိန်းအကြံဖတ်စစ်အုပ်စုကမေလ6ရက်နေ့မှ31ရက်နေ့အထိကိုအပြစ်ရစဲထားတယ်လို့လိန်လေကြေညာချက်ထုတ်ပြန်ပြီးမှနိုင်ငံတော်မှာနေစဉ်ရက်ဆက်လေကြောင်းကနေတိုက်ခိုက်တာ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာမြေပြင်ထိုးစစ်စင်တာတွေလှုပ်ဆောင်နေတာကိုတွေ့ရှိရတယ်လို့လည်းအသိပေးထုတ်ပြန်ထားပါရယ် ဘကူရုမအဆက်စံပုတ်ရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကြံဖတ်စစ်တပ်ကို PDF တွေကတိုက်ခိုက်ခဲ့ရာအကြံဖတ်စစ်သားတွေထွက်ပြေးသွားလို့စကန်းကိုမိရှို့ဖျက်ဆီးလိုက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ဘကူတိုင်းတာယာဝတီ KI မင်းလာမြို့နယ်အပိုင်းဘကူရုမအဆက်မှာရှိတဲ့စံပုတ်ရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကြံဖတ်စစ်တပ်ကိုမေလ6ရက်နေ့ကနေမေလ10ရက်နေ့အထိ9ရက်တာပိတ်ဆို့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့တာယာဝတီ KI PDF တာဝန်ရှိသူတူဦးက PPTV ကိုပြောပါရတယ်။ စံပုတ်ဂိတ်ကို2023ခုနှစ်9လပိုင်းကလေးကစစ်ခွေးတွေကတဆွဲထားတာအဲ့ဒီဂိတ်ရှိကလေးကပြည်သူတွေတော်တော်သွားရေးလာရေးခက်ခဲသွားတယ်စစ်ခွေးတွေစုခွာသွားတာကိုရဲ့နေမှာပါလို့တာယာဝတီ KIN PDF တာဝန်ရှိသူတူကပြောပါတယ်တာယာဝတီ KIN အမှတ်3တပ်ရင်းမြန်မာ Defense Force ကလည်းအကြမ်းဖက်စစ်တပ်ရဲ့စံပုတ်တပ်စခန်းကပြည်သူတွေကိုပေါ်တာဆွဲတာစားနပ်ရိက္ခအခက်ခဲဖြစ်စေဖို့အတွက်ပိတ်ဆို့တားဆီးငွေညှစ်တာပစ္စည်းတွေကိုအတမတင်းယူတာတွေကိုပြုလုပ်နေတဲ့အတွက်အခုလိုတိုက်ခတ်ရတာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ် အကျံဖတ်စမ်းဘုတ်ရွာတက်စကန်ကိုတာယာဝရီခရိုင်တရင်3800နှစ်တခွဲသုံးမှ3ဘွဲ့ခွဲပြီးတော့မေလ6ရက်နေ့ည9:00နာရီအချိန်ခန့်မှာစတင်တိုက်ခိုက်ခဲ့တာပါအဲ့ဒီလိုပိတ်ဆို့တိုက်ခိုက်မှုအတွင်းလက်နက်ကြီးလက်နက်ငယ်များဖြင့်6နာရီခန့်ကြာအပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးအကျံဖတ်စစ်တပ်ဘက်ကတဦးသေဆုံးက2ဦးဒဏ်ရာရရှိခဲ့ပါတယ်အကျံဖတ်စစ်တပ်ရဲ့ခလာယာ1တရင်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ကျုံကုန်းရွာကနေအိမ်တလုံးမီးလောင်ပျက်စီးခဲ့ရပါတယ် အကြံဖတ်စစ်သားတွေကမေလ၈ရက်နေ့မှာစစ်ကူခေါ်ယူခဲ့ပြီးတော့အဲ့ဒီနေ့ည၇နာရီအချိန်ခန့်မှာပဲ Focus 6စီးနဲ့စကန်နဲ့ရှိပစ္စည်းတွေကိုတင်းယူကာတက်ဆုပ်သွားခဲ့ပါတယ်။အဲ့ဒီစကန်ကိုတာယာဝရီ KI တရင်3800နှစ်တခွဲသုံးမှရဲဘော်တွေကမေလ10ရက်နေ့မနက်9နာရီအချိန်ခန့်မှာဝင်ရောက်ရှင်းလင်းခဲ့ပြီးတော့စကန်ကိုမီးရှို့ဖျက်ဆီးလိုက်တယ်လို့တာယာဝရီ KI PDF တာဝန်ရှိသူတူဦးကပြောပါတယ်။ ချောင်းဦးမြို့နယ်မန်ချိုကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပေါင်200ဘုံးနဲ့ကျဲချတိုက်ခိုက်လို့ပြည်သူ2ဦးသေဆုံးပြီး9ဦးဒဏ်ရာရတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်မန်ချိုကြီးရွာကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့မနက်9:30မိနစ်အချိန်ခန့်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေပေါင်200ဘုံးနဲ့ကျဲချတိုက်ခိုက်လို့ပြည်သူ2ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့တယ်လို့လျှက်စီးတပ်ခွဲမှကိုမိုးချိုးက PPTV ကိုပြောပါရတယ်။ပေါင်200ဘုံးနဲ့နှလုံးကျဲချသွားတာတစ်လုံးကတော့တင်းကြိုင်ကုန်းနဲ့ကျသွားတယ်။ တလုံးကတော့ရွာထဲရှေ့ထိတ်တက်တက်ကြတာရွာထဲနေအိမ်ပေါ်တလုံးကြောက်ပောက်ခွဲလို့ပြည်သူတဦးရဲ့အဲ့ဒီအိမ်ရဲ့ရှေ့အိမ်ကပြည်သူတဦးအမကြီးနှစ်ယောက်ဆုံးသွားတယ်လို့လျက်စည်းတက်ခွဲကတာဝန်ရှိသူကိုမိုးချိုကပြောပါတယ်ဘူးတော့တဲကြပါဘူး။ဘယ်လိုလဲ။အမားရရ။ကြည့်။အေးကြည့်။သေးဝိုင်းနေ။ဟိုနေနေမှာ ဘုံတဲတဲကြတဲ့အိမ်ကအမျိုးသမီးကမီးလောင်ကျွမ်းသွားပြီးနောက်တဲ့အိမ်ကအမျိုးသမီးကတော့ဘုံစားထိမှန်တေဆုံးခဲ့ရတဲ့ဆိုတာနဲ့တေဆုံးအလောင်းတွေကိုတကြိုလိုက်ပြီလို့လည်းပြောပါရတယ်။တေဆုံးသူအမျိုးသမီးတွေကအသက်50ဝန်းကျင်အရွယ်ဒေါ်ထွေးညိုနဲ့ဒေါ်တန်းစင်တို့ဖြစ်တယ်လို့လည်းကိုမိုးကျိုးကပြောပါရတယ်။ဒါအပြင်ဘုံကြားရောက်ပေါက်ကွဲတဲ့အနီးနားကအိမ်မှာကျူရှင်တက်နေတဲ့ဆယ်နှစ်အရွယ်ကလေးမလေးခြေထောက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒဏ်ရာရသူ9ဦးထဲမှာတဦးကပြင်းထန်တယ်လို့သိရပါရတယ်။ မန်ချိုကျေးရွာဟာလူဦးရေ၃000နီးပါးရှိတဲ့ကျေးရွာဖြစ်ပြီးတော့အကျန်းဖတ်စစ်တပ်ရဲ့၆ဦးမျိုးပေါ်ရန်စခန်းနဲ့ပြူစခန်းတွေနဲ့အနီးမှာတည်ရှိနေတဲ့ကျေးရွာဖြစ်ပါတယ်။လက်ရှိမှာ၆ဦးမျိုးပေါ်ကအကျန်းဖတ်စစ်တပ်ကလည်းလက်နက်ကြီးတွေနဲ့အဆက်မပြတ်ရန်တမ်းပစ်ခတ်နေတာကြောင့်ပြည်သူတွေရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြည့်ချေမုံကြီးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်မှာနောက်ပြမလဲကြီးဒီတော်လိုင်းရင်တပိတ်စစ်ကြောင်းကတပရင်းမြို့နယ်အိုထိန်နေကျွော်စာတင်ကြောင်းကိုအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်တေဆုံးခဲ့ရသူအပေါင်းအသင်းတွေနဲ့ဆရာဆရာမတွေအတွက် ်ဝန်နေချင်းအထိတ်အမှတ်အဖြစ်အနက်ရောင်ကမ်ပိန်းနဲ့ဆန္ဒပြသပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကနောက်ပြန်မလဲချေဒီတော်လှန်ရေးသပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအချမ်းဖတ်စစ်တပ်ကြာရှုံးရေးဖက်ဒရယ်ဒီမိုကရေစီရရှိရေးအစရှိတဲ့ကြွေးကြော်သံတွေကိုဟစ်ကြွေးခဲ့ကြပါတယ်ရမပင်မြို့နယ်မှာအောင်လံလွင့်မြီတောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းကအချမ်းဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတဲ့ဗိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လံပြည်သူတွေကအောင်လံလွင့်မြီတောင်းသွင်းနေတဲ့ဗိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအချမ်းဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရမပင်မြို့နယ်မှာရမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လှန်ပြည်သူတွေကနေမည်မငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ဒါကတော့မေလ23ရက်နေ့သတင်းတွေနဲ့လူမှုစာနာပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုတ်ဘေးဆိုတဲ့ဘေးနှစ်သွယ်ကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ။